ော့မရှင်ရဲ့အကြံဖတ်ရစ်တက်ကပင်လင်းပင်စည်ရေးလေးချင်းမှုတွေစတိုက်ပြုလုပ်တာဟာအာရခတ်တတော်အေအေကိုစည်ရေးအရချင်းချောက်တာဖြစ်တယ်လို့ CM ဘူကြီးစင်ရောကတုံ့တက်ပြောဆိုလိုက်ပါတယ်။အာရခတ်တတော်ပေါ့နော်အေအေဘက်ကိုစည်ရေးရပေါ့နော်ချင်းချောက်မှုလုပ်တာလို့ထင်တယ်။သူတို့ကဘာလို့လဲဆိုတော့ဒီရခိုင်တောင်ပိုင်းမှာပေါ့နော်ရခိုင်တောင်ပိုင်းမှာသူတို့ထိုးစစ်ဆင်မှုရှိတယ်။အဲ့တော့သူတို့မှဝင်ရမယ့်အပေါက်ကလည်းရေလမ်းကြောင်းတစ်ပေါက်ကပဲဝင်ရမှာ။အဲ့တော့အေအေကိုစည်ရေးရပေါ့နော်ဖိအားပေးပြီးချင်းချောက်တဲ့ လေ့ကျင့်မှုတစ်ခုပေါ့နော်လေ့ကျင့်မှုတစ်ခုကိုပဲသူတို့ငွေအားပေါ့နော်ငွေအားလူအားသုံးပြီးတော့လုံနေတဲ့အနေအထားမျိုးလိုပဲသုံးသက်ရပါတယ်ဗျအကြံဖတ်ရတဲ့ဟာဘင်္ဂလားပင်လယ်အော်အတွင်းမှာနိုဝင်ဘာလ9ရက်နေ့ကနေ10ရက်နေ့အထိကိုကိုကျုံအနီးနားမှာပင်လယ်ပြင်စီးရေးလေ့ကျင့်ခဲ့ပါတယ်ပြီးရင်ဒီကနေ့နိုဝင်ဘာလ10ရက်နေ့ကနေ14ရက်နေ့အထိလဲကပလီပင်လယ်မြောက်ပိုင်းတနင်္သာရီတိုင်းဘေးမြို့အနောက်ဘက်ပင်လယ်ပြင်တွေမှာပင်လယ်ပြင်စီးရေးလေ့ကျင့်မှုတွေစတိုက်ပြုလုပ်မယ်လို့ထုတ်ပြန်ထားပါတယ် အခုလိုလေကျင်းရံမှလေကန်တက်စစ်စင်ရင်ထက်နေပြည်ကနေလေတက်တရုတ်ပြစစ်စင်ရေးပုံစံမျိုးသာလုပ်သွားမယ့်အနေအထားရှိတယ်လို့လေ CDM ဘူကြီးစင်ရောကပြောပါတယ်ကျွန်တော်တို့ဒီဘင်္ဂလားပင်လယ်အော်မှာပဲပေါ့နော်ကိုကိုကျွန်းမှာတခါပြီးရင်ကျွန်တော်တို့မြေကျွန်းစုဘက်မှာတခါဇက်တိုက်နီးပါးလောက်ကိုပဲပြုတ်လုလာတယ်အဲ့တော့ကျွန်တော်ထင်းနေတကယ်တမ်းဆိုသူတို့ကြောက်ဖြူမှာတောင်မှပဲလှုပ်ချင်စိတ်တွေရှိရင်ရှိမှာပေါ့နော်ဒါပေမဲ့ကြောက်ဖြူမှာကအဲသူတို့အပြည့်ဝမထိတ်ချုံနိုင်တာကတကြောင်ပြီးရင်တရုတ်ရဲ့ရင်းနှဲစိတ်ကမ်းရှိနေတာကတကြောင် ဒီအကြောင်းအကြောင်းတွေကြောင့်မလစ်ချင်းဖြစ်တာလို့ထင်တယ်။အေးဟာရခိုင်ပြည်မြို့နယ်16မြို့နယ်အထက်ကမြို့နယ်14ခုနဲ့ပလဝါမြို့နယ်တွေကိုတိမ့်ပိုက်ထားနိုင်ပြီဖြစ်တယ်လို့ကြောက်ဖြူမာလေးအကြံဖတ်စစ်တပ်နဲ့တိုက်ပွဲတွေပြင်းထန်နေတယ်လို့သိရပါတယ်။အဲဒီလိုပဲစစ်တွေမှလည်းအကြံဖတ်စစ်တပ်နဲ့အေးတို့အပြန်လဲပြစ်ခတ်မှုတချို့ရှိတယ်လို့အကြံဖတ်စစ်တပ်ကစစ်တွေအနေနဲ့ကအေးထိန်ချုပ်ထားတဲ့ပေါတော်ပေါ်နှုံးနဲ့ရသေးတော်မျိုးတွေကို လေချောင်းအပါဝင်လက်နက်ကြီးကြီးတွေနဲ့ရန်တပ်ဖြစ်ခဲ့မှုတွေလည်းရှိနေပါတယ်။အေးထင်းချုပ်ထားတဲ့မြို့နေတွေထဲကတန်တွဲတောင်ကုန်းအန်းနဲ့ဂွားစားတဲ့မြို့လေးမြို့မလေးရွေးကောက်ပွဲလုပ်ဖို့စစ်ကော်မရှင်ကစီစဉ်ထားပါတယ်။ဒါကြောင့်စစ်ကော်မရှင်ကအဲ့ဒီမြို့လေးမြို့ကို ပြန်လည်သိမ်းပိုင်နိုင်ရေးဟာအရန်အရေးကြီးနေပြီးတော့အဲ့ဒီလိုပြန်လည်တိုက်ခိုက်မယ်ဆိုရင်လေအဲ့ဒီမြို့လေးမြို့ကိုရေလန်းကြောင်းကနေပဲဝင်ရောက်နိုင်မှာဖြစ်တဲ့အတွက်အခုလို ရေတက်ကပင်လေပင်စည်ရင်းလေးကြီးမှုတွေကို စတိုက်ပြုလုပ်လာတာလို့ CDM ပူကြီးစင်ရောကတုံသက်တာဖြစ်ပါတယ်။အကြံဖက်ရေးတက်ကနော်မလာ9ရက်ကနေ10ရက်နေ့ထိကိုကိုဂျုံရဲ့အရှိတ်34မှအကွာနဲ့ပါလီပါလက်ဂျုံရဲ့အရှိတ်အောင်ပဲ20မှအကွာကနေစတင်ပြီးရေပြင်အခြေအလျားမိုင်60နဲ့အနံ35မှဧရိယာအတွင်ရေပြင်ဝင်ဟင်လက်နဲ့လေ့ကျင့်ပြခတ်တာတွေကို နေရကြပြုလုပ်ခဲ့တာပါ။အဲ့ဒီလိုပဲနော်မလာ10ရက်ကနေ14ရက်နေ့ထိ ငားရဲချပြုလို့မေးပင်လေးပင်စည်ရေးလေးချင်းမူဟာလေတပ်ပလီပင်လေးမြောက်ပိုင်းဘိမျိုးအနောက်ဘက်ပင်လေးပင်ကကပူစာကျွန်းအနောက်ဘက်ဆင်မအကွန်ကနေစပြီးရေမှန်60ပတ်လေအခြေဝင်းကြီးမှာရေပြင်ဝေဟင်ရေအောက်ဆလနဲ့ပြစ်ခတ်မှုလေ့ကျင့်ခန်းတွေကိုပြုလုပ်သွားမည်လို့ထုတ်ပြန်ထားပါတယ်။တစ်ဖက်မှာလေအကြံဖက်ရေတက်ရဲ့အခုလိုပင်လေးပင်စည်ရေးလေ့ကျင့်မှုတွေကြောင့်ပင်လေးကိုအမိပြူပြီးလောက်ကင်စားတောက်နေရတဲ့ရေလုံသားတွေအတွက်အခက်အခဲဖြစ်ပေါ်စေနိုင်တယ်လို့လည်းပြရပါတယ်။ဒီမှာတင်စားနေပါ